こんにちは。バンタンダ日本語トレーニングスクールのメザレニです。ဒီကနေ့ကတော့လုပ်ငန်းခွင်မှာလူနဲ့တူဆက်ဆံရေးကိုပိုမိုအဆင်ပြေချောမွေ့စေမယ့်အံဝင်ခွင်ကြယေစုတင်စကားပြောနည်းလေးတချို့ကျွန်မနဲ့တူတူကြည့်သွားရအောင်။ဂျပန်ဘာသာမှာနေဂိရိုင်းနိုကိုတိုဘာလို့ဆိုတဲ့စကားလုံးလေးတွေရှိပါတယ်။ဒါကိုမြန်မာလိုကျွန်မတို့ပြန်မယ်ဆိုလို့ရှိရင်တော့တစုံတူကကို့အတွက်တစ်ခုခုလုပ်ပေးလာတဲ့အခါမှာသူ့ရဲ့ကြိုးစားအားထုတ်မှု ကိုကိုကအသိမဲ့ပြုပေးပြီးတော့ချီးမွမ်းပြောဆိုပြီးယေရှုတင်စကားပြောတယ်ဆိုတဲ့အတိတ်ပဲလေးဖြစ်လို့သားပါမယ်။ဒီစကားလေးတွေကိုပြောတဲ့အခါမှာတစ်ဖက်သားကကိုရဲ့အထက်လူကြီးလားကိုနဲ့အဆင့်အတူတူလားကိုရလက်အောင်ငယ်သားလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ပြောမှုပြောနည်းလေးတွေဟာကြွားချသွားမှာဖြစ်တဲ့တကယ်ယူဆိုင်ပြီးတော့ကြည့်ဖို့လိုပါတယ်ပထမဆုံးကတော့ခိုးဟိုင်းလို့ခိုးခေါ်တဲ့ကိုရဂျူနီယာလေးတွေ ဒုက္ခလို့ခေါ်တဲ့အိုလက်အောက်မှာအလုလုနေတဲ့သူတွေကိုဘယ်လိုမျိုးပြောကြမလဲပေါ့နော်ဆိုတော့နံပါတ်၁စကားလုံးလေးကသာယောရီနီနာရီနဲ့ဖြစ်ပါတယ်သာယောရီနီနာရီနဲ့ဒီစကားလုံးလေးကို ပြောခြင်းအားဖြင့်ဒါကိုယ့်ရဲ့လက်အောက်ငယ်သားရဲ့ကြိုးစားအထုတ်မှုကိုတည်တည်ချာချာအကဲဖြတ်ပြီးတော့အကဲဖြတ်ပြီးတော့တံပိုးထားနိုင်တဲ့အထက်လူကြီးလို့ဆိုတဲ့ပုံရိပ်မျိုးကိုဖြစ်စင်မှာဖြစ်ပါတယ်ပြီးတော့သူ့ကိုချီးမွမ်းခြင်းအားဖြင့် သူ့ရဲ့လှုပ်ချင်ကန်းချင်စိတ်မိုတီတွေလည်းတက်လာမှာဖြစ်ပါတယ်ဒါဘလို့အချိန်မျိုးမှာ သုံးသင့်လဲဆိုတော့ project တွေကိုအောင်မြင်စေတဲ့အခါမျိုးကိုယ့်ရဲ့လက်အောက်ငယ်သားကอืมပြီးတော့သူကကောင်းဆောင်တကူအနေနဲ့တခုမှလှုပ်ရှားနေတဲ့အခါမျိုးတွေမှာထာယောဒီနီနာတွေနဲ့ထာယောဒီနီနာတွေနဲ့ဆိုတဲ့အတုံးလုံးလေးကိုတုံးကြည့်ပါဒုတိယတခုအနေနဲ့ကတော့ Orenewa night ခံရတဲ့ すごいね。俺にはない考えだ。すごいね。တကယ်လို့ကိုကအမျိုးသမီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့私にはない考えだ。すごいね。ဆိုပြီးတော့私ကိုထည့်ပြီးတော့သုံးလို့ရပါတယ်။ဒီစကားလုံးလေးကိုလက်အောင်ငယ်သားကိုပြောခြင်းအပြင်ကိုကအထက်လူကြီးဖြစ်တော်ညာလေမာမာနမရှိဘဲနဲ့ဖြူစင်းနေနှိမ်ချတတ်တယ်။အဲပြီးတော့တခါအဲပြီးတော့တခါ ကိုယ့်ရဲ့လက်အောက်ငယ်သားအပေါ်မှာလေးလေးစားသမှုထားနိုင်တဲ့အထက်လူကြီးလို့ဆိုတဲ့ပုံရိပ်မျိုးကိုဖြစ်စေမှာဖြစ်ပါတယ်။ဒါသုံးသိတဲ့နေရာမျိုးလေးကတော့အစည်းအဝေးတွေဘာတွေပေါ့နော် presentation စသည်ဖြင့်မှာစမ်းသစ်တဲ့ idea ကိုကိုယ့်ရဲ့လက်အောက်ငယ်သားတို့ကိုယ့်ရဲ့ကိုယ့်ရဲ့ core high လို့ခေါ်တဲ့ junior လေးတွေကထုတ်ပြတဲ့အခါမှာကိုဟာပြောတင်ပါလေ။ Or anyone night ခံခဲ့ရတာစုဖို့နေဆိုပြီးတော့ပြောပါတတိယတစ်ခုအနေနဲ့ကတော့ 君のおかげでうまくいったよ。君のおかげでうまくいったよ。それ、あたうのりば。ဒါလေးကကြတော့ကိုယ့်ရဲ့ဂျူနီယာလေးတီလက်အောက်ငယ်သားလေးတီရဲ့ကြိုးစားအားထုတ်မှုလစ်လျူရှုတတ်တဲ့အထက်လူကြီးမဟုတ်ဘူးလို့ဆိုတဲ့ပုံရိပ်မျိုးကိုဖြစ်စေပါတယ်။ဒီတော့ကတိမ်မော့ကအလုပ်တီတီကိုကအသိအဖွဲနဲ့လုပ်တဲ့အခါမှာအသိမော့ရဲ့အားကိုလည်းပူပြီးတော့အော်ပူပြီးတော့အကောင်းစီလာမှာဖြစ်ပါတယ်။ဒါဘလို့နေရာမှာတုံးတင့်လဲဆိုတော့ကိုယ့်ရဲ့ဂျူနီယာလေးတီ လက်အောက်ငယ်သားတွေကပြဿနာကိုဖြစ်ရှင်းနိုင်တဲ့အခါမျိုးပြီးတော့တစ်ခါမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေဆွမ်းဆန့်တမလှုပ်ရှားနေတဲ့လှုပ်ရှားနေတဲ့အခါမျိုးမှာလှုပ်ရှားပေးတဲ့အခါမျိုးမှာခီမီနိုအိုကာဂီတဲ့ဥမကိတယောဆိုပြီးတော့သုံးနိုင်ပါလေမှတ်မိတယ်နော်ခီမီနိုအိုကာဂီတဲ့ဥမကိတယောဖြစ်ပါလေအဲစတုထအနေနဲ့ကတော့အဲယောကံပတ်တရနေလို့ဆိုတဲ့အတုံးလုံးလေးပါယောကံပတ်တရနေ ဒါကြတော့ဒီစကားလုံးကိုသုံးခြင်းအားဖြင့်ဒါကိုယ့်ရဲ့ဂျူနီယာလေးတွေလက်အောက်ငယ်သားလေးတွေရဲ့လုပ်ပုံကံဟံကိုအမြဲတမ်းဂရုတစိုက်နဲ့ကြည်ပြီးတော့အကဲဖြတ်တတ်တဲ့အထက်လူကြီးလိုဆိုတဲ့ပုံရိပ်မျိုးကိုဖြစ်စေမဲ့အသုံးအနှုန်းလေးဖြစ်ပါတယ်။အဲသူတို့တွေကတီဂျီနဲ့အလုပ်လုပ်နေတဲ့အခါမျိုးတွေမှာအဲဟိုပြောပြပါယောဂကံဘတ်တယ်တွေနဲ့ပြီးတော့နော်သူတို့ရဲ့ရင်ထဲတည်းရောက်ပြီးတော့သူတို့လည်းပြောပြောလာမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့အဲကိုကိုရဲ့ဂျူနီယာလေးတွေ ဘူကလို့ခေါ်တဲ့လက်အငယ်သားအပေါ်မှာပြောမယ်အစကစကလုံးလေးမျိုးကိုကျွန်တော်တို့မှတ်မှတ်မိမှတ်သွားကြည့်ကြပြီဖြစ်ပါတယ်အဆက်လက်ပြီးတော့ကိုယ့်ရဲ့ဂျိုးရှိအပေါ်မှာဘောဘလို့ပြောမလဲဆိုတာကိုဆက်ပြီးတော့ကျွန်တော်တို့ကြည့်ပါရအောင်ကဲအထက်လူကြီးကိုပြောလို့ရမယ်စကလုံးလေးမျိုးကိုမှတ်သွားရအောင်အဲ့ထဲကပထမတစ်မျိုးကいつも頼りにしておりますいつも頼りにしておりますဖြစ်ပါတယ်ဒါကိုအထက်လူကြီးကိုပြောခြင်းအပြင် ထက်လူကြီးရ။အော်ငါအပေါ်မှာအာကိုပြီးတော့ဖြူစင်တဲ့လက်အောင်ငယ်သားလို့ဆိုတဲ့ပုံရိပ်မျိုးကိုဖြစ်စေပါရဲ့။ဆိုတော့ဒီစကလုံးကိုတုံးပေးခြင်းအပြင်ကိုကအခက်ခဲတုံးတရားပေါ်ပေါက်လာတဲ့အခါမှာထက်လူကြီးကိုစိတ်ပေါ်ပေါ်ပါပါနဲ့အကူအညီတောင်းရတော့မယ်ဆိုစိတ်ပေါ်ပေါ်ပါပါနဲ့အကူအညီတောင်းနိုင် အခုကြီးတောင်းထိုင်လာမှာဖြစ်ပါတယ်။အဲ့တော့ပြောသိတဲ့အခြေအနေမျိုးကတော့အထက်လူကြီးကတစုံတစ်ထက်လူကြီးကရှေ့ကနေမမမမရက်တည်ပြီးတော့အလုတ်လုတ်ပေးနေတဲ့အခါမျိုးမှာ It's more tiring にしております。ドンドンページはいつも頼りにしております。ဖြစ်ပါတယ်။ကဲဒုတိယအနေနဲ့ကတော့お力添えいただき感謝しております。お力添えいただき感謝しております。 ဖြစ်ပါတယ်ဒီမှာအဓိက point ကြတာကတော့အိုချီကာရာဆိုရဲ့ဖြစ်ပါတယ်ဒီဟာဟာကိုယ်ကို supporting လို့ခေါ်ခေါ်တာပေါ့နော်ကိုယ်ပံ့ပိုးပေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးရပါတယ်ပုံမှန်အတိုင်းပြောမယ်ဆိုလို့ရှိရင် support ရှိရင်ဖြစ်ပါတယ်တမင်တကာကိုအဲ့ထက်ကိုအများကြီးပို့ပြီးယဉ်ကျေးသွားတဲ့အိုချီကာရာဇိုရဲ့ဆိုပြီးတော့ပြောင်းလဲပြီးတော့အိုချီကာရာဇိုရဲ့အီတာဒခိ ခန့်ရှိုက်တယ်ဝီမတ်စ်လို့သုံးပေးခြင်းအပြင်ဟိုကဒီဟိုပေါ့ business ni hongo လို့ခေါ်တဲ့အဲလုပ်ငန်းသုံးဂျပန်ဘာသာကိုဘလောက်ကျွမ်းကျင်ထားတဲ့သူဖြစ်လဲဆိုတဲ့ပုံရိပ်မျိုးကိုပေါက်စီပြီးတော့အထက်လူကြီးရဲ့လေးစားမှုကိုလည်းခံရမှာဖြစ်ပါတယ်။သုံးကြည့်ပါနော်။お力添えいただき感謝しております。ပါလေ။တတိယတစ်ခုကတော့ご配慮に感謝いたします。 ご配慮をね感謝いたします。ဖြစ်ပါတယ်။ဒါလေးကကိုကတစ်ဖက်သားကိုစိတ်နှောင့်ယှက်ပေးမိတော့냐လဲ။ကိုရဲ့အထက်လူကြီးကနေပြီးတော့သဘောထားကြီးကြီးနဲ့အဲ့ဒီအပေါ်မှာတုတ်ပြန်ဆောင်ရွက်ပေးတယ်။ဆိုတဲ့အခါမျိုးတွေရဲ့အာပြီးတော့တစ်ခါမှာကိုကိုအထူးပြုစိုက်ပြီးတော့ဆောင်ရွက်ပေးနေတဲ့အခါမျိုးတွေမှာအထက်လူကြီးကိုကိုဟိုင်လီယိုနီကန်ရှာအီတရှီမတ်ဆိုပြီးတော့တုံးကြည့်ပါ ဒီစကက်လုံးလေးကတစ်ချက်ခုံးနှစ်ချက်ပြတ်ပါအင်မတန်ကောင်းလေကိုယ့်ရဲ့ကျေးဇူးတင်တဲ့စိတ်ကိုပေါ်ပြခြင်းရယ်ပြီးတော့တခါတောင်းပန်ပါတယ်လို့ဆိုတဲ့သဘောသဘာဝလေးကပါဝင်နေတဲ့အတွက်တစ်ချက်ခုံးနှစ်ချက်ပြတ်စကက်လုံးလေးဖြစ်ပါတယ်မှတ်သားကြည့်ပါ Go highly ni kansha itashimasu Go highly ni kansha itashimasu ဖြစ်ပါတယ်စရုပ်တာတစ်ခုအနေနဲ့ကတော့ကိုရှိတို့いただいてありがとうございますご指導いただいて အရေးအတော်ဆိုင်မတ်ဖြစ်ပါတယ်ဒီစကလုံးကိုသုံးပေးခြင်းအပြင်တစ်ဖက်သားရဲ့အကြံပြုမှုအပေါ်မှာခေါင်းမမာပဲနဲ့ယူသားစွာခံယူတတ်တဲ့သူဖြစ်တယ်ပြီးတော့တခါယုအကြံပြုမှုကိုယောသားသာခံယူတတ်တဲ့သူဖြစ်တဲ့တိုးတက်မှုမြန်ဆန်မယ်လို့ဆိုတဲ့ပုံရိပ်မျိုးလေပေါက်စီမှာဖြစ်ပါတယ်။ဒါဘလို့နေရာမျိုးမှာသုံးသင့်တယ်ဆိုတော့တစ်ဖက်သားကိုအကြံဉာဏ်ပေးတဲ့အခါမျိုးတွေမှာ ကောင်းတဲ့အကြံဉာဏ်ပေးတဲ့အခါမျိုးတွေမှာရင် တခုခုကိုတင်ပြပေးပြီးတော့ကို့မှာတည်သွားတယ်အဆင်ပြေသွားတဲ့အခါမျိုးတွေမှာကိုရှိတို့いただいてありがとうございますကိုရှိတို့いただいてありがとうございますဆိုတာလေးကိုတုံးကြည့်ပါဒါဆိုလို့ရှိရင်တော့အထက်လူကြီးကိုပြောရမယ်စကယ်လုံးလေးစကယ်လုံးလေးမျိုးရယ်ပြီးတော့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုတုံးရမယ်စကယ်လုံးလေးလေးလုံးရယ်ကိုအကြမ်းနဲ့မှတ်သားပြကြရဖြစ်ပါတယ်ကြုံကြိုက်တဲ့အခါမျိုးမှာတုံးကြည့်ပါ ဆက်ဆံရေးသည်ဒီပို့ပြီးတော့ပြည့်ပြည့်လာမှာကိုခံစားရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်မတခုလောက်ထက်ပြောနေတာရှိပါတယ်အဲစကယ်ပြောတန်းကိုလာအထူးသဖြင့်ပေါ့နော်စကယ်ပြောတန်းကိုလာပြီးအကြတဲ့အခါမှာဘယ်စာအုပ်နဲ့တင်ပါလဲဟိုစာအုပ်ကတအုပ်သေးပဲလားပေါ့နော်ဒါတွေအဲအရင်အမေများလို့ပါဆိုတော့ စာအုပ်ကတော့ဟုတ်တယ်ကျမတို့ N5 နဲ့ N4 ကမာလေဟိုစာအုပ်ကဒီမိနနိုနီဟွန်ကိုပေါ့နော်အဲ့ဒီတအုပ်သေးပဲဒါပေမဲ့အဲ့ဒီတအုပ်သေးကစာအုပ်သေးကစာတွေကျမတို့မတင်တော့ပါဘူးတဒါဝပဲယူလိုက်တာဖြစ်ပါတယ်အဲ့ဒီတဒါဝသုံးပြီးတော့ N5 PP သားသားနဲ့တွတ်တွတ်လဲ့လဲ့နဲ့ N5 ကစကားလေးတွေကိုတွတ်တွတ်လဲ့လဲ့နဲ့ဟိုအချက်လက်ကြကြနဲ့ပြောနိုင်ဖို့ N4 ကိုရောက်လိုက်ပြီဆိုလို့ရှိရင်ဒါနေ့စဉ်သုံးလေးဒါအင်မတန်ပေါ့နော်ချိုးချူချူနဲ့ထွက်လာပြီးတော့ထွက်လာနိုင်ဖို့ ပေါ့နော်ပြီးတော့တစ်ခါဟိုပြင်ပကအသုံးနှုတ်လေးတွေပါ N4 မှာစပြီးတော့ကျမတို့ထည့်ပေးတာဖြစ်ပါတယ်။စောက်ထည့်ရတာပဲပါမှာပါ။အဲကျမဟိုရဲ့ idea တွေရဲ့အဲ့ဒီနေ့ចောင်းသားတွေရဲ့အဖြစ်အပျက်တွေပေါ့နော်။ဥမာကျမရဲ့အဖြစ်အပျက်လေးတွေဥမာနေမကောင်းဖြစ်သွားရဲဆိုတော့နေမကောင်းလာတဲ့ပတ်သက်တဲ့အချက်လေးတွေပါလာပြန်ရောဥမာအလှပြင်ဆိုင်သွားမယ်ဆိုတော့အလှပြင်ဆိုင်အသုံးနှုတ်လေးပါလာပြန်ရောအဲ့လိုမျိုးတွေပါကျမတို့ကအချိန်လေးကြုံကြိုက်ကြုံကြိုက်တယ်လို့ထည့်ပေးတာဖြစ်ပါတယ်။အဲ့တော့ N3 စကားပြောနေ N တူးစကယ်ပြောဆိုလို့ရှိနေတာပြင်ပကအတုံးလုံးလေးအများကြီးပါလာမယ် business မှာတုံးလို့ရတဲ့အတုံးလုံးလေးကိုလည်းအများကြီးဒီမတို့ចောင်းဖက်ကနေပြီးတော့ထည့်ပေးပြီးတော့တင်တာဖြစ်ပါတယ်ဒါတွေကကြတော့ဒီစာတင်ကြရမှာမပါတဲ့အတုံးလုံးလေးတွေဖြစ်တဲ့အတွက်စာအုပ်ကတဒါပဲပါမှာပါအုပ်ပဲပါမှာပါအဲ့ဒီစာအုပ်ကကျွန်တော်တို့ကစာသင်တဲ့အခါမှာလုံးဝကိုမသုံးရသလောက်ပဲတရားလေးကြည့်ပြီးပြီးပြီဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဒီနေ့လည်းအဆုံးထိကြည့်ရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တော်မောအာရီယာတော်ဇိုင်းမတ်စတာ